ဟယ်လိုအားလုံးမင်္ဂလာပါယေရှုနာမနဲ့ကျွန်တော်နှုတ်ဆက်လို့ပါတယ်ဆိုတော့ကျွန်တော်ဒီကနေ့အာခေါ်အားရတဲ့ဟာတခုပေါ့နော်အဲ့ဒါနည်းနည်းပြောပြချင်တယ်အဲ့ဒါကအာအားလုံးအတွက်ဘယ်လိုပြောမလဲအာအကောင့်ချဖြစ်မလို့ကျွန်တော်ယုံကြည်လို့ပေါ့နော်ဒါလေးကိုလုပ်ရတာဖြစ်ပါတယ်လို့အဲ့ဒါကဘာနဲ့ပတ်သက်တာလဲဆိုတော့စွန့်ကျဲဘေကချင်းတဲ့အစွန့်ကျဲခံရခြင်းထက်ဒါယူကောင်းနေတယ်အဲ့ဒါ အဲ့ဒီဟာလေးနဲ့ပေါ့နော်ကျွန်တော်ပြောပြချင်တယ်အဲ့ဒါငွေကြီးပဲကျွန်တော်ပြောတာမဟုတ်ဘူးပေါ့နော်ကျွန်တော်နှလုံးသားကိုအဓိကကျွန်တော်ပြောချင်တာဖြစ်တယ်ဆိုတော့အာကျွန်တော်တို့အတ္တတာမှာပေးချိန်မှာကိုယ့်ရဲ့ဝတ်မြောက်ခြင်းရှုံရှုံတာလေးပေါ့နော်ပေးချိန်မှာကိုယ့်ရဲ့음ပြောရှင်ခြင်းရှုံရှုံတာလေးဆိုတော့ကိုယ်နှလုံးသားကအမြဲတမ်းရချင်တဲ့နှလုံးသားပဲရှိတယ်ပေါ့နော်ရချင်တာပဲစဉ်းစားတဲ့အခါကျတော့ကျွန်တော်တို့အဲ့ဒီအချိန်မှာဗာလဲဝတ်မြောက်ခြင်းရှုံရှုံတာဖြစ်တာဖြစ်တယ် ဆိုတော့အာဥပမာပြောရမယ်ဆိုရင်အာကျွန်တော်အတက်တာမှာဆိုပေါ့နော်ကိုကဒီနိုင်ငံမှာကိုတယောက်ထဲနေရတာပေါ့နော်ဆိုတော့ဖခင်ကြောင့်သွားတဲ့ခါကြမ်းပါလေလူတွေကကိုလာနှုတ်ဆက်တာလူချင်းတယ်တလားလူတွေကကိုစကားလာပြောတာလူချင်းတယ်ပေါ့နော်အဲ့လိုဘာဖြစ်လို့လဲဆိုတော့ကိုကကိုတယောက်ထဲနေရတာကတခါတလေကြမ်းရန်ချင်းကြံတယ်ပေါ့နော်ဒါပေမဲ့ဖြာကြောက်သွားတဲ့ဆိုတဲ့လူတွေကသူတို့အမျိုးနဲ့သူတို့အမျိုးပေါ့နော်အဲ့လို အာတို့တို့မေတ္တာဆနဲ့တို့မေတ္တာဆုအဲ့လိုပေါ့နော်တိတ်ပြီးမှ ကိုလာစကားပြောတဲ့လူလည်းမရှိဘူးပေါ့နော်အဲ့လိုတခါကျအဖျားချောင်းသွားဖို့အရင်ပြင်းတာဖြစ်တယ်အဲ့နဲ့ဖျားကျွန်တော်ဗာစကားပြောလို့ဆိုတော့ကင်ပေးတဲ့ခမည်းဖျားချောင်းသွားတာကပေါ့နော်ရဖို့အတွက်ခမည်းသွားတာမဟုတ်ဘူးတဲ့ခမည်း ်တတပါအတွက်ကောင်းချီးဖြစ်ဖို့အတွက်ခမပြားချောင်းတော်တာဖြစ်တယ်ဆိုပြီးမှကျွန်တော်ပြအဲ့ဒီစကားပြောတဲ့ခါကျကျွန်တော်လည်းဟုတ်တယ်ခရောဆိုပြီးမှအရာပါရပြောင်းချင်မောနဲ့ပြားချောင်းနဲ့ပြန်တဲ့ခါကျတော့လူတော်စတောက်ဟာချက်လာတယ်ပေါ့နော်အမှကျွန်တော်ယောက်ျားကဲ့တဲ့ချင်းရဖို့အတွက်ဆိုတော့ပြပါဆိုပြီးမှလာစတောက်ခတ်ချက်တင်တာဖြစ်တယ်ဆိုတော့ကျွန်တော်အမှနိုင်ငံခြားသားတွေပြားချောင်းပေါ့နော်ဆိုတာကအော်ကျွန်တော်ပြောချင်တာကအာပါလေဆိုတော့ 哦ကိုရဲ့နှလုံးသားကပေါ့နော်သူတပတ်အတွက်ကောင်းချီးဖြစ်ခြင်းနဲ့နှလုံးသားကြီးစွတော့ချီးမွမ်းခြင်းနဲ့နှလုံးသားရှိတဲ့ခါကျရင်ဖျားကောက်ကိုကိုအတုံးပြုတ်လို့ရတာဖြစ်တယ်ဆိုတော့ကိုကျွန်တော်ပြောပြခြင်းတာဖြစ်တယ်ဘယ်အချိန်မှကျွန်တော်တို့ကြီးစွတော့မချီးမွမ်းနိုင်တာလေပေါ့နော်ဘယ်အချိန်မှကိုယ်စိတ်ကောက်တာလဲဘယ်အချိန်မှဝမ်းမြမြောက်နိုင်တာလဲဆိုတော့ကိုယ့်နှလုံးသားကရဖို့အတွက်ပဲမြဲတမ်းစဉ်းစားတဲ့ခါကျတော့ကျွန်တော်တို့ဝမ်းမြောက်တဲ့တလောက်မဝမ်းမြောက်နိုင်ဘူးပေါ့နော်ကိုကဥပမာ အာခုတင်နိုင်ငံမှာဆိုအလောက်အရန်ကျူစားကြတယ်ပေါ့နော်အဓိကကျွန်တော်တို့ဆင်းရဲတဲ့နိုင်ငံကလာတဲ့လူတွေဆိုရင်အရန်ချမ်းသာချင်ကြတယ်နေရောညရောအတကုံလောက်လောက်ကြတယ်အိတ်အိတ်တဲ့အချိန်စားတဲ့အချိန်ကလွေးလို့ပေါ့နော်တို့ကအတကုံအလောက်လောက်ကြတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့တို့ကအာဘာလဲတို့ကကားလှလှလဲဝေဝေဖို့အတွက်ပေါ့နော် ရချင်းနေပေါ့နော်အင်ကောင်းကောင်းလေးရချင်းနေပေါ့နော်မိမရချင်းနေကလင်းရချင်းနေယောက်ျားရချင်းနေပေါ့နော်စသဖြင့်ပေါ့နော်ရချင်းတာရလို့ရတဲ့နိုင်ငံဖြစ်တယ်ပေါ့နော်လူတရလို့ရတဲ့နိုင်ငံဖြစ်တဲ့အတွက်ပေါ့နော်လူတွေကအလုပ်အရာစူးစမ်းနေတာဗိမဲ့ကျွန်တော်ရောအဲ့လိုဖြစ်ခဲ့တယ်ပေါ့နော်ဒါဗိမဲ့အဲ့ဒီနေရာမှာဝမ်းမြောက်ခြင်းဆိုတော့မရှိဘူးတိလားကိုယ့်ရဲ့ဝိညာဉ်ရမှာတကယ်ဟာတာတာရင်းဖြစ်တယ် ဝမ်းမြောက်ချေဆိုတာအကြောက်ပေါ့နော်မလွေဘူးတိလာတိနိုင်ငံမှာလဲလူတွေကခဏခဏခဏလေးနဲ့ဆိုစိတ်ဖောက်တယ်ပေါ့နော်ခဏလေးနဲ့ဆိုစိတ်တူတယ်စိတ်ကောက်တယ်မဖြစ်လို့လဲဆိုတော့အမြဲတမ်းရဖို့အတွက်ပဲစဉ်းစားတာဖြစ်တယ်ပေါ့နော်အမြဲတမ်းရဖို့အတွက်ပဲစဉ်းစားတဲ့လူတွေနဲ့ပေါင်းရတာကမလွေဘူးတိလာတော်တော်လွေလွေကိုကိုစိတ်ကောက်တယ်တော်တော်လွေလွေကိုကိုမလို့ပြောမလဲအာစိတ်ချလို့မရဘူးဖြစ်နေတာဖြစ်တယ်ပေါ့နော်ဆိုတော့ အာဘယ်လိုပြောမလဲကျွန်တော်အားပေးချင်တာကဘာလဲဆိုတော့ခုလောကမှာဝမ်းမြောက်တဲ့သူတွေကဘာလဲဆိုတော့သူတပါအတွက်ကောင်းချီးဖြစ်ချင်တဲ့လူတွေဖြစ်တယ်ပေါ့နော် သူတပါအတွက်မင်္ဂလာရှိသောသူဖြစ်ဖြစ်တဲ့ဖြစ်တဲ့လူတွေကလည်းတကယ်ဝမ်းမြောက်တဲ့လူတွေဖြစ်တယ်ပတ်စံရှင်မှဝမ်းမြောက်တာမဟုတ်ဘူးတဲ့လားကိုအောင်မြတ်ဝမ်းမြောက်တာမဟုတ်ဘူးဘယ်သူကပဲဝမ်းမြောက်နိုင်တာလဲဆိုတော့သူတပါ တူတပါပွတ်ကောက်ချေဖြစ်ချင်တာဥပမာကျွန်တော်ခုအာခရစ်စမတ်ရောက်ပြီပေါ့နော် ခရစ်စမတ်ရောက်ပြီဆိုတော့ဘယ်သူတွေကဝမ်းမြောက်မှာလဲဆိုတော့တူတပါတဲ့ကောက်ချေဖြစ်ချင်တယ်လို့ကောက်ဝမ်းမြောက်မှာဖြစ်တယ်ဒါပေမဲ့ဘယ်သူတွေကဒီခရစ်စမတ်မှာဆက်ကောက်မှာလဲဆိုတော့တူတပါကောက်ကိုလက်ဆောင်ပေးဖို့ညှို့လင့်တာပေါ့ကွာအာဘယ်သူကငါလက်ဆောင်ပေးမလဲအလူမျောလင်းတဲ့လူတွေကသူရတာမရဘူးဆိုတော့စိတ်ကောက် sorry စိတ်ကောက်မှဖြစ်တယ်ပေါ့နော် ဆိုတော့အဲ့လိုပါပဲကျွန်တော်ပေးချင်တဲ့နှလုံးသားတတပတ်အကောင့်ချစ်ဖြစ်ချင်တဲ့နှလုံးသားပေါ့နော်ကိုကပေးတယ်ဆိုရင်လည်းတချို့တွေကအမှုတော်ဆောင်နေအလှငွေပေးတယ်တောင်မှဆိုတချို့တွေကအာပိုက်ဆံလှူတယ်ပေါ့နော်လှူတယ်ဆိုတာကသူတို့ကတခုခုရချစ်လို့လှူတယ်ပေါ့နော်ဆိုရင်လည်းအဲ့ဒါကရချစ်လို့လှူတာပေါ့နော်ရချစ်လို့ပေးတာဆိုတော့သူရချင်တာပြန်မရဘူးဆိုတော့စိတ်ကောက်တာဖြစ်တယ်ပေါ့နော်ဆိုတော့ကိုပေါင်းတဲ့ငွေချင်းတွေကအဆပေါ့နော်အဲ့လို အာဘယ်လိုပြောမလဲကိုကိုဆရာနေပဲတော့လူချင်းတဲ့ဟာရှေ့မှာပဲလာပေါင်းတဲ့လူနဲ့ပေါင်းရတာကအဆင်မပြေဥပမာသူအကုန်ငယ်လိုအပ်တဲ့ခါမှာပဲပိုက်ဆံလိုအပ်တဲ့ခါမှာပဲကိုလာခေါ်တာပေါ့နော်အဲ့လိုအဲ့လိုဆိုအဲ့လိုတွေနဲ့ပေါင်းရတာကအဆင်မပြေဘူးပေါ့နော်ဒါပေမဲ့အာဘယ်လိုပြောမလဲကိုကိုပေါ်မှာမလဲဂျေဆုပြုတ်ချင်းတဲ့လူတွေကိုတနာတဲ့လူတွေပြောမယ်စင်အာအဲ့လိုပေါ့နော် လူတွေနဲ့ပေါင်းရတာကောက်ပို့ပြီးမှအဆင်ပြေတာဖြစ်တယ်။ဆိုတော့ကျွန်တော်ပြောပြချင်တဲ့ဒီခရစ်စမတ်မှာပဲဖြစ်ဖြစ်ပေါ့နော်ကိုကကိုရဲ့အတ္တအဖြစ်ကေတင်ချင်းမရသေးတဲ့လူတွေကေတင်ချင်းတို့ရောက်ဖို့ပေါ့နော်ပြေချမ်းမှဖျားရဲ့ကောင်းမြတ်ခြင်းမခံစားသေးတဲ့လူတွေကိုရတတအဖြစ်ဖျားရဲ့ကောင်းမြတ်ခြင်းခံစားဖို့အတွက်ပေါ့နော်ခင်ဗျာအဲ့လိုနှလုံးသားရှိတဲ့ဆွေတွေခရစ်စမတ်ကပေါ့နော်တင်းအတွက်တကယ်ပဲ အကျိုးရှိတဲ့ခရစ်စမတ်ဖြစ်မှာဖြစ်တယ်ပေါ့နော်။အော်ကိုလူတဲဝဘလို့ပြောမလဲကို ကိုကိုအာပတ်စံပုမလားဒါမစန်တာဥပမာကျွန်တော်အလုပ်ထဲမှာပဲဖြစ်ဖြစ်မေတ္တာစွတ်ထဲမှာပဲဖြစ်ဖြစ်ပေါ့နော်ဘယ်နေရာမှာဆိုကျွန်တော်တော့ရချင်တာအများများတဲ့ခါကြတော့လဲအဆင်မပြေဘူးတဲ့လား ဥပမာပြောချင်လူတယောက်ကိုဆရာဆရာလို့ပဲခေါ်တာပဲလူချင်းနေဒါမှမဟုတ်လူတယောက်ကိုလေးစားတာပဲရချင်းနေပေါ့နော်လူတယောက်ကိုစကားတာကိုကိုဖုန်းခေါ်တာပဲလူချင်းနေအစားသဖြင့်ပေါ့နော်ကိုကပဲရချင်းနေပေါ့နော်ကိုအလှုံဝင်ပေးတာတောင်မှကိုကဖျားကောက်ကိုကိုကောင်းချီးပြန်ပေးဖို့အတွက်အလှုံဝင်ပြန်ပေးပေးတဲ့သဘောဆိုတော့အဲ့ဒါကမလည်း ချက်ချင်းမရဘူးဆိုကစိတ်ကောက်တာဖြစ်တယ်ပေါ့နော်။ဟောငါဖျားချောင်းတွားတာငါတခုခုရချင်နေဆိုတဲ့စိတ်နဲ့တွားတယ်ဆိုပေါ့နော်။ခမရအကြာကြီးဖျားချောင်းတွားနိုင်မှာမဟုတ်ဘူး။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ဝမ်းမြောက်ခြင်းဆိုတာဘယ်ရနေလာလဲဆိုတော့ကိုယ့်ရနှလုံးသားကသူတပါးအတွက်ကောင်းခြင်းဖြစ်ခြင်းနဲ့ခါကြောင့်ဝမ်းမြောက်ခြင်းလာတာဖြစ်တယ်ပေါ့နော်။ဆိုတော့အဲ့ဒါကျွန်တော်အတိတ်ကအားပေးခြင်းတာဖြစ်တဲ့ဆိုတော့အာကိုဝမ်းမြောက်နေဖို့အတွက်ပေါ့နော်။ ကိုရနှလုံးသားကအရန်ရေးကြတာဖြစ်တယ်ပေါ့နော်ဆိုတော့အဲ့ဒါကိုကျွန်တော်ပြောပြချင်တာဖြစ်ပါတယ်လို့ခဏလေးဆူတောင်းရောက်ကိုရောဂျေစုတင်နေအော်ကိုရောဒီကနေ့ကျွန်တော်ရဲ့နှလုံးသားကိုရောဖျားအော်ကိုရောစီချောပေရောမဘကိုရောကိုရနှောက်ကပတ်တော်နဲ့ကျွန်တော်နှလုံးသားကျွန်တော်တို့ဆင်ချင်တွေးခေါ်မှုတဲ့အားလုံးကိုရောစီချောပေရောမဘအမြဲတမ်းရချင်တဲ့နှလုံးသားရှိတဲ့အရာတွေကိုရောကိုတောင်းပန်နေအမြဲတမ်းလူချင်တဲ့နှလုံးသားရှိတဲ့အရာတွေတောင်းပန်ပါတယ်ကိုရောခလုံးတော်မဘအော်ကိုရောဒီကနေ့ကျွန်တော် က်သားမှ ကိုရောရဲ့ဘုံတော်ထင်ရှားဖို့အတွက် ကိုရောကျွန်တော်နှလုံးသားကိုကောင်းချီးပေးတော်မူပါသူတပါးကို ပေးခြင်းနဲ့နှလုံးသားသို့တပါပေါ်မှာဆုတ်ကျဲခြင်းနဲ့နှလုံးသားသို့တပါတို့ဆုတ်ကျဲခြင်းနဲ့နှလုံးသားအော်ကရောဖျားရှင်ကျောင်းနှလုံးသားတွေသို့တပါတို့ကောင်းချီးဖြစ်ခြင်းနဲ့နှလုံးသားဖြစ်ဖို့အတွက်ရောက်ချင်းစီတိုင်းကိုကရောဖျားကောင်းချီးပေးတော်မူပါအရမခရစ်စီခေရာပါပါပါကရောဂျေစုတင်နဲ့အမြဲတမ်းကြည်စုတော့ချီးမွမ်းနိုင်တော်သူတွေဖြစ်ဖို့အတွက်ကရောဖျားရှင်ကောင်းချီးပေးတော်မူပါအော်ယေရှုနာမ၌ဆုတောင်းတယ်ကရောဟာလေလုယာကျွန်တော်နောက်တစ်ခုနည်းနည်းပါပါပြောချင်တာပါရှိလဲဆိုတော့ ဲ့ဒါအေသီလာလူမျိုးတွေသူတို့ကိုဖျားရှင်ကအေဂျစ်ပြည်ကနေခေါ်ထုတ်တာဖြစ်တယ်ပေါ့နော်တကယ်ကြီးမားသောနမိတ်လက္ခဏာပေါင်းစုံတဲ့ဖျားရှင်ကသူတို့ကိုခေါ်တာဖြစ်တယ်ဒါပေမဲ့သူတို့ဖျားရဲ့ကြီးသူတို့ကိုလွေလွေလကူကိုဗာလဲမေ့လျှော့တယ်ပေါ့နော်သူတို့တော်ထဲမှာရောက်တဲ့ခါကျတော့ဗာလဲတော်ထဲမှာအစီမပြေဘူးလေပေါ့နော်စားချင်တာစားလို့မရဘူးတောက်ချင်တာတောက်လို့မရဘူးပေါ့နော်အရင်ငေးတွားကြတယ်အရင်ငေးတွားတဲ့ခါကျတော့သူတို့က ခန္ဓာပြင်းမရမရမရဘိုးဖြစ်နေတယ်ပေါ့เนาะဆိုတော့ကျွန်တော်တို့ဖျားသခင်ကကျွန်တော်တို့ကိုဂတိတော်ထားတဲ့ပြည်ကိုရောက်ဖို့အတွက်အရန်ကြီးကြီးတာကပါလေဆိုတော့မငေတော့ဖို့အင်မတရန်ကြီးကြီးတာဖြစ်တယ်ပေါ့เนาะကိုရတတအားဖြင့်သူတပါအတွက်ကောင်းကြီးဖြစ်ခြင်းနဲ့နှလုံးသားရှိတယ်ဆိုခမရတတကိုဖျားရှင်နာအသုံးပြုလို့ရမှာဖြစ်တယ်ဖျားရှင်နာအေးဒီလလူမျိုးကိုရွေးကောက်တာပါလေဆိုတော့သူတို့ရဲ့အတ္တအားဖြင့်ဖျားရဲ့ပုံတော်ထင်ရှားဖို့ဖြစ်တယ်ပေါ့เนาะ ်သရတတာဖြင့်ဖြားနိုင်ငံတော်ချင်းပြန်ဖို့ဖြစ်တယ်ပေါ့နော်အဲ့လိုပါပဲကျွန်တော်တို့ယုံကြည်သူတို့ရောကျွန်တော်တို့အတ္တအဖြစ်သူတပါရဲ့ကောင်းကြီးဖြစ်ဖို့အတွက်ဖြစ်တယ်သူတပါကဲ့သို့ချင်းတို့ရောက်ဖို့အတွက်ဖြစ်တယ်သူတပါအနာရောဂါငင်းဖို့ဖြစ်တယ်သူတပါရဲ့အထဲမှာရှိတဲ့နေဆူတွေထွက်သွားဖို့ဖြစ်တယ်ပေါ့နော်ဆိုတော့သူတပါသမတရားတိပြမကဘာလဲကေတိချင်းတော့ရောက်ဖို့ဖြစ်တယ်ပေါ့နော်ဖရာကိုတိကျွမ်းဖို့ ဖယားသခင်ဆိုတာဘသူလဲဆိုတဲ့ဖို့အတွက်ဖျားရှင်တာကျွန်တော်တို့အတ္တကိုရွေးကောက်တာဖြစ်တယ်ဆိုတော့ကိုရတ္တကရဖို့အတွက်ပဲစဉ်းစားတယ်ဆိုရင်ကျွန်တော်တို့ပါလေအစီမပြေဘူးပေါ့နော်ဆိုတော့ကျွန်တော်လည်းခင်အားပေးခြင်းနဲ့ဒီခရစ်စမတ်မှာကိုရတ္တအားဖြင့်ဘသူကကေတိချစ်တရင်ကောင်းကြမလဲပေါ့နော်ကိုရအတ္တအားဖြင့်ဘသူကဝမ်းမြောက်ခြင်းခံစားရမလဲပေါ့နော်အဲ့လို အာတို့တပါတ်ကောင်းချီးမင်္ဂလာဖြစ်တော်သူတွေဖြစ်ရအောင်ဆိုပြီးမှကျွန်တော်အားပေးချင်ပါတယ်ဖြာရှင်ကောင်းချီးပေးပါစေ